ရေဒီယို NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်တမ္ပတ်ကြီးဦးကျော်မိုးထွန်းနှင့်ရန်ကုန်နိုင်ငံရေးတော်လှန်ရေးအဖွဲ့များတွေ့ဆုံတဲ့သတင်းကိုတင်ပြပေးပါမယ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းနှင့်ရန်ကုန်တိုင်းကနိုင်ငံရေးတော်လှန်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲတစ်ရက်ကျင်းပခဲ့တယ်လို့ရန်ကုန်လွှတ်တော်ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ25ရက်နေ့စနေနေ့ည9နာရီမှာဇွန်ပလက်ဖောင်းကပြုလုပ်ခဲ့တဲ့တွေ့ဆုံပွဲကိုရန်ကုန်တိုင်းမှလွှတ်တော်ကိုယ်စားလှယ်များပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပြည်သူ့လူမျိုးရေးအဖွဲ့များမှတာဝန်ခံများအဖွဲ့ဝင်များရန်ကုန်ဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံမူကြမ်းရေးဆွဲရေးကော်မရှင်မှပါဝင်ခဲ့ကြတဲ့အစုအဖွဲ့အသီးသီးမှကိုယ်စားလှယ်အဖွဲ့ဝင်များ စုစုပေါင်း180ဦးကျော်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။တွေ့ဆုံပွဲတွင်တမ်မတ်ကြီးဦးကျော်မုံထွန်းနဲ့အမေရိကန်နိုင်ငံ NYCPC ဥက္ကဋ္ဌ NUGMOD မဟာဗျူဟာနှင့်စည်ရင်းနိုင်ငံရေးအကြံပေးအဖွဲ့အဖွဲ့ဝင်ဦးနေတင်မြင့်တို့ကလက်ရှိနိုင်ငံတကာတန်တမန်အခင်းကြီးများနဲ့ပတ်သက်လို့ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီးတက်ရောက်လာသူများမှသိရှိလိုတာတွေကိုမေးမြန်းခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိနိုင်ငံတကာတန်တမန်အခင်းကြီးများနဲ့ပတ်သက်လို့ ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီးတက်ရောက်လာသူများမှသိရှိလိုတာများကိုမေးမြန်းခဲ့ကြတယ်လို့သိရပါတယ်။ယခုတွေ့ဆုံပွဲကိုရန်ကုန်လွတ်တော်ကိုစားပြုကော်မတီ CR1H ကဥဆောင်စီစဉ်ခဲ့တာဖြစ်ပြီးအစောပိုင်းလများကလည်းနိုင်ငံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်နဲ့လူ့အခွင့်အရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတို့နဲ့လည်းတွေ့ဆုံပွဲများစီစဉ်ဆောင်ရွက်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့်အကြံဖတ်ဆေးအုပ်စုကတရားလက်လွတ် extrajudicial killing 9124မုထိကျူးလွန်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။အကြံဖက်ဆေးအုပ်စုဟာလူခွင့်ရေးချိုးဖောက်မှုဖြစ်စဉ်ပေါင်း12109ခုထိကျူးလွန်ခဲ့ပြီးအများဆုံးကျူးလွန်ခံခဲ့ရတဲ့ချိုးဖောက်မှုဟာတရားလက်လွတ်တပ်ဖြတ်ခံရမှုဖြစ်ပြီး9124မုကျူးလွန်ခဲ့တယ်လို့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ထို့အပြင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း3996ကျင်းကျူးလွန်ခဲ့ပြီး16နှစ်အောက်ကလေးသူငယ်600တဦးအပါအဝင် တည်ဆုံးသူစုစုပေါင်း4322ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်စာတင်ကျောင်း394ကျောင်း၊ဆေးရုံစည်းကမ်း134ခုနဲ့ဘာသာရေးအဆောက်အုံ604ခုအထိလေကျောင်းတက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ဆေးအုပ်စုဟာအစုလိုက်ပြုံလိုက်တက်ဖြတ်မှုတွေကိုလည်းဇက်တိုက်ကျူးလွန်လျက်ရှိပြီးတက်ဖြတ်မှုပေါင်း464မှုကျူးလွန်ခဲ့ကတည်ဆုံးသူစုစုပေါင်း4893ဦးရှိခဲ့တယ်လို့ဆိုပါတယ်။အစုလိုက်ပြုံလိုက်တက်ဖြတ်ခံရသူတွေထဲမှာ အသက်18နှစ်အောက်ကလေးငယ်954ဦးနဲ့အမျိုးသမီး863ဦးပါဝင်တယ်လို့သိရပါဗျ။အရမစစ်သားစုဆောင်းခံရမှုဖြစ်စဉ်ဟာလည်း1648ခုရှိခဲ့ပြီးစုဆောင်းခံရသူစုစုပေါင်း3848ဦးထိရှိနေပြီဖြစ်တယ်လို့ဆိုပါဗျ။လူခွင့်ရေးဝန်ကြီးဌာနအနေနဲ့အကြံဖတ်ဆေးအုပ်စုကအယက်သားတွေအပေါ်လူခွင့်ရေးချိုးဖောက်မှုတွေနဲ့တိုက်ခိုက်မှုတွေကိုမှတ်တမ်းတင်ထားပြီးအချက်အလက်တင်ပုံ data dashboard ကိုလစဉ်ပြုလုပ်လျက်ရှိရာချိုးဖောက်မှုအမျိုးအစားနေရာဒေသ နှစ်အလိုက်လအလိုက်အချက်လက်တွေကိုအသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့အတည်ပြုထားပါတယ်ခင်ဗျာဆလဘီစစ်ကောင်စီစစ်ကောင်မရှင်ကိုဝေဖန်မှုကြောင့်ဖမ်းဆီးခံရသူ1993ဦးထိရှိခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်2022ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်အောက်တိုဘာလအတွင်းလူမှုကွန်ရက်ပေါ်မှာစစ်ကောင်စီစစ်ကောင်မရှင်ကိုစန့်ကျင်ဝေဖန်မှုလူတို့လှုပ်ရှားမှုနဲ့တော်လိုင်းအဖွဲ့တွေကိုထောက်ခံအားပေးတဲ့ရေးသားမှုတွေကြောင့်ဖမ်းဆီးခံရသူ 1993ဦးရှိခဲ့တယ်လို့ Data for Myanmar ကထုတ်ပြန်ထားပါတယ်။ဖမ်းဆီးခံရသူတွေဟာရန်ကုန်၊မန္တလေး၊ပဲခူး၊တရဝတီ၊မကွေး၊ရှမ်းစတဲ့တိုင်းနယ်ပြည်နယ်6ခုကဖြစ်တယ်လို့သိရပြီးစုစုပေါင်း1953ဦးရှိခဲ့တယ်လို့နိုဝင်ဘာလ3ရက်နေ့မှာထုတ်ပြန်လာပါတယ်။ထို့အပြင်စေအုပ်စုကရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်ဖမ်းဆီးခံရသူ25ဦးအနက်10ဦးဟာ ပြီးခဲ့တဲ့အော်တိုဘာလအတွင်ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။အော်တိုဘာလ29ရက်နေ့အထိရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးအရေးယူခံခဲ့ရတဲ့အမှု40မှာအရေးယူခံခဲ့ရသူ88ဦးထိရှိတယ်လို့အာဏာသိမ်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဆလဘီမြင်းချံမှာကိုရင်၄ပါးအပါအဝင်လူငယ်30ကျော်ကိုစစ်ကော်မရှင်တပ်ပေါ်တာဆွဲဖမ်းဆီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်မှာ စစ်ကောင်မရှင်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးတပတ်အတွင်းလူငယ်30ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့မြင်းကြံလူလူလှုပ်ရှားမှုကော်မတီကထုတ်ပြန်ထားပါတယ်။အော်တိုဘာလကုန်ပိုင်းကစတင်ပြီးမြင်းကြံမြို့ပေါ်ကအမှတ်1ရက်ကွတ်အမှတ်78ဝန်ထမ်းကွတ်တဲ့အမှတ်72ရက်ကွတ်အေးရွာတဲပြူဝရွာရွာစီရွာကျုပ်ပင်ရွာနဲ့တောင်မသာရွာတို့မှာစစ်ကောင်မရှင်တပ်နဲ့ပြူစောထီးတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူတွေဟာ ယူဘော်မှာသွာလာနေရင်ဖမ်းဆီးခံရသူတွေရှိတယ်လို့အိမ်ထဲထိဝင်ရောက်ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပြီးကော်မတီမှသတင်းရရှိထားသလောက်လူငယ်36ဦးထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်ထို့အပြင်မြင်းကြံမြို့သားလမ်းပေါ်မှာကြေးရွာပြန်ကြတဲ့မင်းကျောင်းဖုန်ကြီးကျောင်းတိုက်ကတတ်တော်18နှစ်ဝင်းကျင်ရှိကိုရင်လေးပါးဟာလည်းပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံတအူးကပြောပါတယ် ညဉ့်ညံမြို့ပေါ်ရက်ကွက်များညဉ့်ညံမြို့နယ်အနောက်တောင်ဘက်ချမ်းရှိကျေးရွာများမှာစစ်ကောင်မရှင်တပ်ကပေါ်တာဆဲဖမ်းဆီးမှုတွေပြုလုပ်နေကြတာကြောင့်လူငယ်တွေအနေနဲ့ညနေ6နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့ညဉ့်ညံလူမှုလှုပ်ရှားမှုကော်မတီကတတိပေးထားပါတယ်ခင်ဗျာဆလဘီမုံရမန်းလေးကားလမ်းမှာမိုင်းရှာထွက်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့မိုင်းခွဲတိုက်ခိုက်ခံရပြီးတအူးတန်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် စကိုင်းတိုင်းမုံရမြို့နယ်မုံရမန်းလေးကားလမ်းပေါ်မှာမိုင်းရှာထွက်လာတဲ့စစ်ကောင်မရှင်တပ်သားတွေကိုမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာတအုပ်ဒဏ်ရာရခဲ့တယ်လို့မုံရဒိုင်နမိုက်စပက်ရှယ်တက်ခ်ဖို့ကထုတ်ပြန်ထားပါတယ်။အော်တိုဘားလ31ရက်နေ့ကမုံရွေးတံပိုကတားဂိတ်ကနေမိုင်းရှာထွက်လာတဲ့စစ်ကောင်မရှင်တပ်အင်အား15ဦးခန့်ကိုပရိသာမိုင်း3လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လိုင်းပူပေါင်းတပ်ဖွဲ့ကအထိကမ်းမရှိပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Braveheart Army BHA မုံရွာ Dynamite SDF ချင်းတွင်း Fighter Group CFG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်ခင်ဗျာ။ဆလပီရွှေဘိုခရိုင်တရင်း26မှရဲဘော်တူတိုက်ပွဲအတွင်းကြဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်1စစ်ဒေသရွှေဘိုခရိုင်တရင်း26မှ အသက်22နှစ်ရွယ်ရဲဘော်ရန်နိုင်စုတိုက်ပွဲအတွင်မြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့၎င်းတရင်ကထုတ်ပြန်ထားပါတယ်။ရဲဘော်ရန်နိုင်စုခေါ်ဇော်ဖြိုးဝေဟာစစ်အာဏာရှင်စနစ်တိုက်ဖြတ်ရေးနဲ့ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက်ရွရွချွန်ချွန်တိုက်ပွဲဝင်ရင်းနိုဝင်ဘာလ1ရက်နေ့ကကြာဆုံးသွားခဲ့တာလို့ဆိုပါတယ်။ပြည့်တဲ့တာဝန်တွေကိုခြေပွန်စွာထမ်းဆောင်ရင်းအသက်ပေးသွားခဲ့တဲ့ရဲဘော်ရန်နိုင်စိုးခေါ်ဇော်ဖြိုးဝေကိုဥညွတ်အလေးပြုကြောင်းနဲ့ရဲစွမ်းတက်တီနဲ့ဆွန့်လွတ်စွန့်စားမှုတို့ကို ရဲဘော်ရဲဘက်တွေကအစင်အောက်မေ့တတိယကပြည်သူတော်လှန်ရေးအောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အသိပေးထားပါတယ်ခင်ဗျာဆက်လက်ပြီးဒီမော့ဆိုအနောက်ချမ်းကိုစစ်ကော်မရှင်ဘုံကျဲကရင်နီပြည်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင်၅ဦးတင်ဆုံတဲ့တဲ့င်းကိုတင်ပြပေးပါမယ်။ကရင်နီပြည်နယ်ဒီမော့ဆိုအနောက်ဖက်ချမ်းတနေရာကိုစစ်ကော်မရှင်တပ်ကလေကြောင်းဘုံကျဲတိုက်ခတ်ခဲ့ရာကရင်နီပြည်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင်၅ဦးတင်ဆုံခဲ့တယ်လို့ Kerini People's Voice နဲ့ People's Ring ကဖော်ပြထားပါတယ်။ နိုဝင်ဘာလ3ရက်မနက်9:00နာရီဝန်းကျင်မှာ Jet Fighter ဖြင့်ဘုံးတလုံးကျဲချခဲ့ပြီး drone လက်နက်ကြီးများဖြင့်ပါပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်းတေဆုံးသူ9ဦးထိရှိခဲ့ပြီးထိခိုက်ဒဏ်ရာရခဲ့သူများလည်းရှိတယ်လို့သိရပါတယ်။ထိခိုက်ဒေဆုံးသူများတွင်ကင်းနီပြည်ရဲတပ်ဖွဲ့ KSP တပ်ဖွဲ့ဝင်အချို့ပါဝင်တယ်လို့ကင်းနီပြည်ဂျာကန်လာအုပ်ချုပ်ရေးကောင်စီ IEC တွဲဘက်အတွင်းရေးမှူးဥပညာက People's Spring ကိုအတည်ပြုပြောဆိုထားပြီ တည်ဆုံးဒဏ်ရာရသူတွေရဲ့စည်ရင်အချက်လက်ကိုတော့တိတိကျကျမသိရသေးဘူးလို့ဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလအတွင်းကလည်းကရင်နီဒေသမှာစစ်ကော်မရှင်ရဲ့ drone ဘုံကြောင့်အရသာ၃ဦးတည်ဆုံးခဲ့တာ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ။ဆလဘီ၆ဦးမှာစစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံ၂ဦးတည်ဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်း၆ဦးမြို့နယ်ငလုံးတင်ရွာကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူနှစ်ဦးထိမှန်သိဆုံးခဲ့တယ်လို့ချောင်းဦးဘကဖထံကသိရပါဗျ။နိုဝင်ဘာလ2ရက်နေ့မနက်7:00နာရီကျော်မှာချောင်းဦးမြို့ပေါ်ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကော်မရှင်တပ်က120မမလက်နက်ကြီး၄လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။လက်နက်ကြီးတွေဟာငလုံးတင်ရွာနဲ့အနီးတစ်ဝိုက်ကိုကြားရောက်ပတ်ခွဲခဲ့ပြီးဒေသခံပြည်သူနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ငလုံးတင်ရွာဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကော်မရှင်တပ်ကမကြာခဏလက်နက်ကြီးပစ်ခတ်လက်ရှိပြီး အရင်ကလည်းထိခိုက်သေးဆုံးမှုတွေရှိခဲ့ဘူးတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အော်တိုဘလ10ရက်နေ့ကလည်းစစ်ကောင်မရှင်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မလုံးတင်ရွာမှဒေသခံပြည်သူတို့အုပ်သေးဆုံးက2ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ။ဆလဘီပေါင်းမြို့နယ်မှာစစ်ကောင်မရှင်စစ်ကြောင်းကပြည်သူနှုတ်ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။မကွေးတိုင်းပေါင်းမြို့နယ်ရိုးကြီးရွာအနီးမှာစစ်ကောင်မရှင်စစ်ကြောင်းကပြည်သူနှုတ်ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ ော်တိုဘာလ29ရက်နေ့ကကပ္ပစ22မှထွက်လာတဲ့တမ69လက်အောက်ခံတရင်တရကို419တ14ဒုကပူပေါင်းထားတဲ့အင်အား300ပါစစ်ကြောင်းကပြည်သူလူအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။တပ်ဖြတ်ခံခဲ့ရသူတွေဟာရှားပင်ရွာမူကောင်းချောင်းမှအသက်30ကျော်အရွယ်ကိုရွှေမင်းနဲ့အသက်40ကျော်အရွယ်ကိုကျော်နိုင်ထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။၎င်းစစ်ကြောင်းဟာအော်တိုဘာလ31ရက်နေ့ကပသိမ်မိုးရွာလမ်းမကို ရောက်ရှိလာပြီးမနေ့အစောပိုင်းမှာ ချက်ကန်ကြီးရွာကပြည်သူပိုင်းနေအိမ်ခုနှစ်လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။၎င်းစစ်ကြောင်းမှစစ်သား3ဦးချက်ခိုးဖို့လှုပ်ဆောင်နေခြင်း။ Yan Revolution Front နဲ့ပခုတ်ကူကရင်အမှတ်နှစ်တိုင်ရင်မှရဲဘော်များကဖမ်းဆီးရမိခဲ့ပြီး MA2 တလက် MA3 တလက်ကြီးတထောင်ခန့်နဲ့ခရမ်းတချို့တို့ကိုတင်ဆက်ရရှိခဲ့ပါသေးတယ်ခင်ဗျာ။ယခုနောက်ဆုံးသတင်းအနေဖြင့်ပေါင်းတယ်မှာစစ်ကောင်မရှင်တပ်သားများကဖမ်းဆီးနှိပ်စက်ခဲ့သူကိုဒဏ်ရာများနဲ့တေဆုံးလျက်ပြန်တွေ့ ၎င်းရဲ့ဇနီးနဲ့ခုနှစ်နှစ်ရွယ်သမီးကိုလည်းစစ်တပ်ကဖမ်းဆီးထားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းပေါန့်တယ်မြို့နယ်ဝဲကြီးဆယ်ကိတ်မှစစ်ကော်မရှင်တပ်သားများဖမ်းဆီးနှိပ်စက်ခဲ့တဲ့ပြည်သူတို့ကိုတောထဲမှာဒဏ်ရာများဖြင့်တေဆုံးလျက်သားပြန်တွေ့ခဲ့ရတယ်လို့ဒေသခံတွေထံကသိရပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ28ရက်မနေ့9:55မိနစ်ခန့်မှာဘီဝါ21ကိုကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော်3601တပ်ရင်းတပ်ခွဲနှစ်က ဝန်ကြီးဆက်ကိတ်ရှိစစ်ကော်မရှင်တပ်သားများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ထို့သောတိုက်ခိုက်ခံရပြီးနောက်စစ်ကော်မရှင်တပ်သားများကဂိတ်စခန်းကိုဖျက်ဆီးသွားတဲ့ဝဲကြီးဆယ်ရွာသားအသက်30အရွယ်ကိုတိုးဆိုသူကိုအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးထားရမှကိုတိုးဟာဒဏ်ရာများဖြင့်ထွက်ပြေးခဲ့ပြီးလွတ်မြောက်ခဲ့ပေမဲ့ရရှိထားတဲ့ဒဏ်ရာတွေပြင်းထန်တာကြောင့်နိုဝင်ဘာလ2ရက်နေ့ကတောဆက်တနေရာမှာတိုက်ဆုံလျက်ပြန်လည်တွေ့ရှိခဲ့တာကြောင့်ပြည်သူများကမြေမြုပ်တကြိုးပေးခဲ့တယ်လို့သိရပါတယ်။ ကိုတိုးထွက်ပြေးသွားတာကြောင့်စစ်ကောင်မရှင်တပ်သားများကကိုတိုးရဲ့အမျိုးသမီးဖြစ်သူနဲ့အသက်9နှစ်အရွယ်သမီးဖြစ်သူတို့ကိုတစားကံဖြစ်ဝဲကြီးဆဲကိတ်မှာဖမ်းဆီးထားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ဗရဲဖို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ